ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာလူတစ်ယောက်ယောက်ကသူ့မှာကင်ဆာရောဂါဖြစ်နေပြီဆိုရင်အဒီလူစီကကင်ဆာကကျွန်တော်တို့စီကိုကူးစက်နိုင်လားဒါကိုဒီနေ့မှဆွေးနွေးပြသမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒေါက်တာတီရန်ထုံးပါတကယ်လို့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့လူတစ်ယောက်ကအသေးကင်ဆာဖြစ်နေပြီဆိုလို့ရှိရင်ကိုယ့်စီကိုအဲ့ဒီအသေးကင်ဆာကဓာတ်ရိုက်ကူးစက်နိုင်လားဆိုရင်မကူးစက်နိုင်ပါဘူးဒါပေမဲ့ အဲ့လိုစီမှာအသက်ရောင်တော့ဘီပိုးစီပိုးရှိပြီးတော့သူ့ရဲ့အသက်ကင်ဆာကအသက်ရောင်တော့ဘီပိုးစီပိုးကြောင့်ဖြစ်နေတာမျိုးဆိုရင်တော့တကယ်တော့ကိုယ်စီကိုအဲ့လိုစီကဘီပိုးစီပိုးကူးဆက်သွားမယ်ဆိုရင်ကိုယ်လည်းပဲအသက်ကင်ဆာဖြစ်ကောင်းဖြစ်နိုင်ပါတယ်ကင်ဆာဓာတ်ရိုက်သည်ကိုယ်စီကိုဓာတ်ရိုက်မကူးဆက်စေပါဘူးနောက်အပြင်ဦးမှာ HPV လို့ခေါ်တဲ့တိမ်ကောင်းကင်ဆာဖြစ်စေတဲ့ virus ပေါ်ကလည်းတူတူပါပဲတိမ်ကောင်းကင်ဆာသည် တိမ်ကောင်းကင်စာကိုစီကိုတိုက်ရိုက်မကူးဆက်နိုင်ပါဘူး။ဒါပေမဲ့အဲ့လိုစီက HPV virus ကိုကိုစီကိုရောက်သွားခဲ့မယ်ဆိုလို့ရှင်တော့ကိုစီမှာခံမသိရင်တိမ်ကောင်းကင်စာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ကင်စာကတိုက်ရိုက်မကူးဆက်နိုင်ပါဘူး။ဒါပေမဲ့သူ့ကိုဖြစ်စေတဲ့အကြောင်းရင်းကတော့အခက်မသိရင်ကိုစီကိုရောက်လာပြီးတော့ကင်စာဖြစ်နိုင်ကြတော့ရှိပါတယ်။